အာရခတက်တော် EE နဲ့စစ်ကောင်စီတက်တူတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာအထူးစည်းပွားရေးဆောင်ရေနဲ့စစ်ကန်းကိုအောင်မြင်အောင်ဆောင်ရွက်ဖို့စစ်ကောင်စီဒူဩကထာဒုတိယဘူရှုံမွန်ကြီးဆိုဝင်းကတိုက်တွန်းလိုက်ပါရယ်မက်ရှလာစစ်တရဲနေ့မွန်လွေပိုင်းကနေပြည်တော်ကစည်းပွားရေးနဲ့ကုတန်းရောင်းဝယ်ရေးဝန်ကြီးဌာနညီလာခံခန်းမမှာကျင်းပါရယ် မြန်မာထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ရဲ့2024-2025ဘဏ္ဍာနှစ်ဒုတိယကျင်းအစည်းအဝေးမှာအမှာစကားပြောကြားတဲ့အခါအခုလိုထည့်သွင်းပြောသွားတာဖြစ်ပါတယ်။ကြောက်ဖြူအထူးစီးပွားရေးဆောင်ရေနဲ့ဆက်ကန်းကိုကြောက်ဖြူမြို့နေမှာကြေးရွာအုပ်စု၉အုပ်စုအတွင်ကကြေးရွာပေါင်း35ရွာကညီဧက4189ဒသမ3နှစ်ဧကမှာတိစောက်ဖို့ရထားတာပါ။အဲ့ဒီကြေးရွာ35ရွာထဲမှာ ပြီးခဲ့တဲ့မက်ရှလာစီရဲ့နေကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့အရတားတယောက်ထိခိုက်တယ်ဟာရပြီးနေအလုံးရည်နှစေထက်မနေမိလောင်ပြက်စီးသွားခဲ့တဲ့ကက်တပြေရွာနဲ့မက်ရှလာ6ရဲ့နေကစစ်ကောင်စီကဒရုန်းနဲ့ပုံကျေလို့နေအများပြားမိလောင်ပြက်စီးသွားခဲ့တဲ့ဥကင်းကျေးရွာတို့လည်းအပါဝင်ဖြစ်ပါရယ်အဲဒီလိုပဲဖေဖော်ဝါရီလ28ရက်နေ့ကလေကက်တပြေနဲ့ဥကင်းရွာအပါအဝင်စစ်ကောင်စီကလေကြောင်းကနေပုံကျေခဲ့တဲ့ ကြက်တိန်ဒိုမာတောင်ကြံချိုင်စိုက်ချုံစိုက်ချုံတွင်ဖောက်ရှောင်းစီမောလမ်းပွေလမ်းစုံနဲ့ပြားရီစားတဲ့ကြီးရော်တွေနဲ့အတူတောင်ရှောင်းစစ်တော်ကလဘာတောင်တဖန်းခါစားတဲ့ရော်တွေလေးပောင်ဝင်နေလို့သိရပါဗျာ